အိုင်ဒါအော်ကိုသုံးပြီးတော့စာပိုင်းတစ်ပိုက်ရေးပြမယ်။အိုင်ဒါအော်ကဆရာတို့ကျောင်းတော့ကလည်းလေ့လာခဲ့တဲ့ဟာဖြစ်တယ်။အတန်ထွက်ကနှစ်မျိုးထွက်လို့ရတယ်။ EINTHER ORO ဒီကောင် EITHER လို့ထွက်လို့လည်းရတယ်။နောက် EITHER လို့ထွက်လို့လည်းရတယ်။သူ့ဘယ်ခါမှသုံးလဲဆိုဒီမှာတစ်ခုရှိမယ်။ဒီမှာတစ်ခုရှိတယ်ပေါ့။အဲ့ဒီနှစ်ခုတည်းကတစ်ခုခုဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုး။နှစ်ခုစလုံးမဖြစ်နိုင်တာနှစ်ခုစလုံးမဖြစ်နိုင်ဘူး။နှစ်ခုစလုံးမဟုတ်တာလည်းမဟုတ်ဘူး။နှစ်ခုတည်းကတစ်ခုတော့ဖြစ်မယ်။နှစ်ခုတည်းကတစ်ခုတော့ဖြစ်မယ်ဆိုတာကိုပြောဖို့ တွေးမိတဲ့အခါကျရင်ဆိုတော့အိုက်သားအော်ကိုတုံးဖို့တတိယရမယ်ပေါ့နော်အဲ့တော့အိုက်သားအော်ကိုတုံးမယ်အဲ့တော့အိုက်သားအော်ရဲ့နောက်မှာဘာလိုက်နိုင်လဲအိုက်သား noun or noun ဒီ noun နှလုံးနေရာတစ်ခုဖြစ်နိုင်တာလည်းဖြစ်နိုင်တယ် either verb or verb verb နှလုံးနေရာတစ်ခုဖြစ်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ် either adjective or adjective adjective နှလုံးနေရာတစ်လုံးဖြစ်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ် either နောက်မှာစကားတွဲတွေပေါ့နော် phrase တွေအဲဒီနောက်မှာ phrase or phrase နဲ့စကားတွဲနှစ်ခွဲတည်းတူတူနေဟာဆိုရင် either place or place ဒီနေရာနှစ်နေရာတည်းတနေရာရအဲ့လိုမျိုးရေးရမှာဖြစ်ပါတယ်ခကြည့်လိုက်ပါဦး ဒီညငါတို့အိမ်မှာမဟုတ်ရင်စားတော့ဆိုင်မှာစားမယ်။တူရာတွေဆက်လာမယ်။ဒီညဆိုတော့ဆရာအားလေးအိမ်လိုက်မယ် tonight ။ဘယ်နော်။အိမ်မှာစားမှာပဲငါတို့ပဲစားတော့ဆိုင်မှာစားမှာလဲငါတို့ပဲဆိုငါတို့ချင်းကတူရယ်ဆိုတော့တစ်လုံးပဲရေးမယ် we ။ subject ပြင်ပါလဲ verb ကိုတော့မယ်။ verb ကတော့အိမ်မှာပဲဖြစ်ဖြစ်စားတော့ပါဆိုင်မှာဖြစ်ဖြစ်ဘာလို့ကြမှာလဲ။စားမှာပဲဆိုတော့ verb ကလည်းနှစ်ခုမဟုတ်ဘူးတစ်ခုရယ်ဆိုတော့ eat ။ဘယ်နော် we eat ။အဲအာ ဒီညဆိုတော့ဒါမရောက်သေးဘူးအနာဂတ်ဆိုတော့ we eat လို့ရေးမယ်စာ we we eat လို့ရေးရမယ်ပေါ့နော်အနာဂတ်ဆိုဝင်နေသွားမယ်ငါတို့စားလိမ့်မယ်စားမဲ့နေရာကြတော့နှစ်နေရာဖြစ်သွားပြီအိမ်မှာဖြစ်နိုင်တယ်စားတော့ဆိုင်မှာဖြစ်နိုင်တယ်နှစ်နေရာဟဲ့ဒါဆိုရင်နှစ်နေရာတည်းတနေရာရာဆိုတော့ဘာလို့တတိယတော့လဲ either or တတိယမယ် either နောက်မှာနေရာတစ်ခု or နောက်မှာနေရာတစ်ခုဟုတ်လားအဲ့တော့ either either လို့နားထောင်ရအောင်နော် either အိမ်မှာဆိုတော့ at home or စားတော့ဆိုင်မှာဆိုတော့ at a restaurant ခဲနှုတ်ကြည့်ပါဦးငါတို့ကဟင်းမောင်းရင်လည်းဆွပြုတ်ကိုချက်နိုင်တယ်တဲ့ဟုတ်ပြီချက်မဲ့လူကတယောက်တည်းဝီဘက်ကိုကြည့်ဘာလို့မှာပဲလဲဆွပြုတ်ပဲဖြစ်ဖြစ်ဟင်းမဲ့ဖြစ်ဖြစ်ချက်ကမှာပဲဆိုတော့ဘက်ကလည်းတလုံးနဲ့ပဲဆိုတော့ cook we cook အဲဒါမဲ့ nine နဲ့ဆိုတာပါလာဖြစ်တယ်ခုတ်ကိုယူမြည်ပဲလဲစီရင်ခံလေးထည့်ရင်မဲ့ we can cook ကဲဟင်းရဲ့ဆွပြုတ်ကအချက်ခံမဲ့ object ကတစ်လုံးဒါဆိုရင် either နောက်မှာ object တစ်လုံး on နောက်မှာ object တစ်လုံးဇေပိုင်းနော် either ဟင်းဆိုတော့ curry or ဆုပ်ပြုတ်ဆိုတော့ soup အဲ့တော့ we can cook either curry or soup ငါတို့ဟင်းမဟုတ်ရင်မချက်နိုင်လေဆုပ်ပြုတ်ကိုချက်နိုင်ပါရဲ့အဖေကအသေးချို့ဝယ်ဝယ်မယ်ဒါမှမဟုတ်ဖြော်ရည်ဖြော်ရင်ဖြော်မယ်အသေးဝယ်မှလည်းအဖေပဲဖြော်ရည်ဖြော်မှလည်းအဖေပဲဆိုတော့အဖေကတော့တူတယ်အဲ့တော့ father ဆက်ပြပြီးသွားပြီ fuck ကိုကြည့်မယ်နော် fuck ကဝယ်တာတစ်ခုပါတယ်ဖြော်တာတစ်ခုပါတယ်ဒါဆိုတော့ bag ကလေးကတော့နှစ်ခုဖြစ်သွားပြီ verb ကလေးကမတူတော့ဘူးဆိုတော့အမှလေးကဘာဖြစ်လဲဆိုရင် either လာလိမ့်မယ်အဲ့တော့ ဒါအနာဂတ်တွေပဲဆိုတော့ဝေတော့ရေးစားလိုက်မယ်ဝေနောက်မှာအိုက်သားလာပြီဒီအိုက်သားနောက်မှာဗတ်တလုံးလာမယ်အော်နောက်မှာနောက်ထပ်ဗတ်တလုံးလာမယ်ဟုတ်ပြီဘာလို့မှလဲဝေမှာဆိုတော့ဘိုင်ဘာဝေမှာလဲအတိအချို့ဆိုတော့ sam fruit အတိအချို့ဝေဝေမယ်ဒါမှမဟုတ်ရင်ဖြော်ရင်ဖြော်ရင်ဖြော်မယ်ဖြော်ရင်ဖြော်တာကို make juice လို့ရရနော်အမေခင် make juice မိမအဆက်ဆံမလို့ဖခင်ကြည့်အောင်ထည့်ပေးမယ်ဘာကြောင့်လဲရှေ့မှာဝေဆိုတဲ့ model ပဲရှိတယ် model တော့မှာ v0 တွေပဲတော့မှာအဲကြောင့် binary တွေမှာ s မလို့ဒါလို့ way မပေါ့ဆိုရင်တော့ v1 နေဖြစ်တယ်ဆိုရင်တော့ by မှာ s လို့မယ် main မှာ s လို့မယ်အဲတော့ make juice ဆိုတာဖြော်ရေးဖြော်တာ make coffee ဆိုတာ coffee ဖြော်တာဒါတွေမှတ်ထားဟုတ်ပြီညစာစားပြီးတော့ဆိုတော့ after dinner ဒါရင်ရေးလိုက်မယ်ဒါစက္ကဆက်ခေါမငါတို့ရုပ်ရှင်ကြည့်ကြည့်မယ်ဒါမှမဟုတ်ခဏလမ်းရှောင်ရအောင်ရှောင်မယ်ရုပ်ရှင်ကြည့်ပါလဲငါတို့ပဲလမ်းရှောင်ပါလဲငါတို့ပဲဆိုတော့ငါတို့ချင်းတော့တူတယ်ဆိုတော့ video ရင်ရေးလိုက်မယ် subject ပြီးဘက်ကိုသွားမယ်ဘက်ကဘာလုပ်မှာလဲကြည်တာတခု လိုက်ဆက်တာတစ်ခုဆိုတော့မတူတော့မတူရင်လာပါလားလို့မလဲအိုက်တာလာတော့မယ်ဒါပေမဲ့အနာဂတ်ဆိုတော့ဝေဝင်ရေးထားလိုက်မယ် we will either အတားနောက်မှာတစ်ခုလုံးမယ် or နောက်မှာနောက်တစ်ခုလုံးမယ်အဲ့တော့ we will either ရုပ်ရှင်ကြည့်မယ်ဆိုတော့ကြောက်လို့ခေါ်လဲဆိုရင် watch a movie ရုပ်ရှင်ကားတစ်ခါကြည့်ကြည့်မယ် or ဒါမှမဟုတ်ရင်လည်းခန္ဓာလောက်လျှောက်တာတော့ဘယ်လိုလေးလေးလုပ်ရလဲဆိုရင် take a short walk လုပ်ရတယ် walk for a while ဘာလို့ဒီလိုလေးလည်းရတယ်ဒါပေမဲ့ဒီကောင်ဒီစကားတွေလေးတော့တက်တက်ငင်းစေချင်လို့တင်ပြလိုက်တာ take a short walk ဆိုတာခန္ဓာလမ်းလျှောက်တယ်လို့ခေါ်ရတယ်အဲ့တော့ အဲ့လိုမဲ့ဟာမှာအချက်ပြန်စစ်မယ် tonight we will eat either at home or at a restaurant we can cook either curry or soup father will either buy some food or make juice after dinner we will either watch a movie or take a short walk okay ဒါဆိုရင်ဒီနေ့မှာလည်း either or အသုံးပြီးတော့စာပိုက်တစ်ပိုက်ကိုဆရာရေးပြခဲ့ပြီးဖြစ်ပါတယ် silent နိုင်နားလည်ပြီးတော့လက်တွေ့မှာလည်းအသုံးချနိုင်မယ်လို့ယူဆပါတယ် either or အသုံးပြီးတော့ဆရာရဲ့ဒီ comment မှာအားကြောင့်လေးတစ်ချောင်းလေးအကောင်းဆုံးလေးရေးခဲ့ကြပါအောင်နော်စူးစမ်းကြပါ fighting ပါ